နော်နာမည်ကိုမဘီလို့ခေါ်ပါတယ်အိမ်မှာအငယ်ဆုံးသားပါအောက်မှာဘသူမှမရှိတော့ပါဘူးကျွန်မနာမည်ကတော့ကင်မနိုလို့ခေါ်ပါတယ်ကျွန်တော်ရဲ့နာမည်ကပြန်ပေးဖြစ်ပါတယ်အဖေနဲ့ရင်းနေရှိလားဆိုတော့အဖေနဲ့ရင်းနေတိတ်ရှိတာဘောငယ်ငယ်တည်းကမွေးကလေးကခုထိပ်ပါပဲရင်းနေနေရှိတယ်ရင်းနေနေရှိတာပေါ့ခုစိန်တီလည်းရှိတယ်ရှိပါတယ်အများကြီးရှိပါတယ် အပင်နေကြတော့ဆိုရင်တော့အလောက်ရင်းနေတဲ့ဆက်ဆိုင်ရတော့မဟုတ်ဟာဘာလို့လဲဆိုတော့အဖင်နဲ့အတူအများကြီးရှိခဲ့တဲ့အချိန်မရှိဘူးဘာလို့ဆိုတော့တအိမ်ထဲမှာအဖင်နဲ့အမေနဲ့မရှိလို့ဒါပေမဲ့အာအဲဒီလိုမျိုးအတွင်းဆေးကနေတော့အရင်ရင်းနေတယ်ပေါ့နော်ကျွန်မဖက်ကနေဆိုရင်တော့အဖက်ကိုအမက်လောက်မရင်နေရောအဖေဆေးကနေအလိုချင်ဆုံးအရာဆိုရင်တော့ပထမမေးခွန်းတလူပဲပေါ့နော်အဖေနဲ့ လုံးဝအရင်အရင်ရင်နေနေနေချင်းနဲ့အာပွင့်လင်းတဲ့ဆက်စားရေးမျိုးအရင်ဖြစ်ချင်းနဲ့အဲ့လိုမျိုးဖြစ်အောင်လဲအခုကအာကြိုးစားနေတဲ့ကာလပေါ့နော်အဖေးစီအလိုချင်းဆုံးအရာဆိုတာအာသူတပတ်အတွက်ဆိုရင်တော့ဒီချစ်ချင်းလို့အာတန်ဖိုးချင်းလို့စသဖြင့်ပေါ့နော်အဲ့ဒါရှင်းရှိလိမ့်မယ်ကျွန်တော်တို့တော့အဖေးကအကုန်လုံးအဖေးစီအပြည့်ဝရတဲ့ခါကျတော့ အလိုချင်ဆုံးအရာအဲ့လိုမျိုးဟာတော့မရှိဘူးဒါပေမဲ့အာသာသမီနဲ့နင်ပေါင်းများစွာအတူရှိပေးပါလို့ပဲလိုချင်ပါတယ်အဲ့ဒါပဲအလိုချင်ဆုံးအရာအဲ့ဒါတခုပဲခုချိန်မှာပြောချင်တာကတော့ဒီထက်မကပေါ့နော်အသက်ရှိပြီးတော့ကျန်းမာပြီးတော့ဟိုအခုကျွန်တော်ကတော့ single ပေါ့နော်ဒါအိမ်ထောင်ပြပြီးတော့သာသမီတွေရတဲ့အထိ အသက်ရှိရှိအနာမဲ့ပြီးတော့ ဂျမိုက်ကောင်းအောင်နေပြီးပါဂျမိုက်ကယူဆိုင်ပြီးပါလို့ပြောချင်ပါတယ်အဖေစီအပြောအချင်းဆုံးစကားလေးဆိုရင်တော့อืมအဖေဘောနောပထမဆုံးတောင်းပန်ခြင်းနဲ့အရန်အအဖေရဲ့စကားကိုအများရန်ဖဲခဲလို့ဘောနောအမမားတဲ့အရာတွေလည်းရှိတယ်အဖေကိုအရင်ဆုံးတောင်းပန်ခြင်းနဲ့ပြီးတော့မှအအဲ့လိုမျိုးရင်းနေတဲ့ဆက်စားရေမဟုတ်ဘူးဆိုရင်ဆိုပေမဲ့လည်း အဖေကအမြဲတမ်းကျမကိုစိတ်ပူခဲ့တယ်သူကဒုက္ခဖေးဆုံးတယ်လေကျမပဲပေါ့နော်ပြီးတော့အဖေစီမှာအရန်ဂျေဇူးအရန်တင်တယ်လို့လည်းပြောချင်တယ်ပြီးတော့လည်းအဖေကိုအရန်ချစ်ပါတယ်လို့လည်းပြောချင်တယ်စကလုံးတောင်းလုံးဆွဲ တော့ကပေါ့နော်အဖေဆိုတော့အခုထိပါပဲတယောက်တည်းအတွက်တော့မဟုတ်ပါဘူးမိသားစုအတွက်ပါဗောတာသမီးတွေအားလုံးအတွက်ပါဆိုလို့ရှိရင်တော့နံပါတ်1အနေနဲ့ပြောမှဆိုရင်တော့အဖေကတန်ပါတယ်ဗောနော်နံပါတ်2အနေနဲ့ပြောမှဆိုရင်တော့ယုံကြည်အားကိုးရတယ်ပြီးရင်နံပါတ်3အနေနဲ့ပြောမှဆိုရင်တော့အာညအမြုံမြင်ကြည့်တယ်ဗောနော်ဟမ်အဲ3လုံးအင်းပထမဆုံးဆိုရင်တော့အဖေကိုစစ်တုပ်ကြီးလို့အာ စစ်သူကြီးအနေနဲ့ဖော်ပြပြချင်တယ်နောက်တစ်ခုကကြတော့အာချစ်ချင်းကိုလှည့်သွေးပြတာပေးသူလို့လည်းဖော်ပြချင်တယ်ပြီးတော့နောက်တစ်ခုကကြတော့နှုံညံ့ချင်းကိုမှအာအကြီးကြီးအဖြစ်အာကြောင်းလဲဖြစ်နိုင်တဲ့သူလို့လည်းဖော်ပြချင်ပါတယ် အမတ်တရားတော့အများကြီးရှိတယ်အမတ်တရားထဲမှာမှပြောမယ်ဆိုရင်တကယ်ဟာတာပေါ့နော်ကျွန်တော်ဖေကတွန်းဆောင်ကနေ6မိုင်လောက်ဝေးတဲ့ဖိုင်သူဂျေးစွာဆိုတာရှိတယ်အဲ့မှာအိမ်သွားဆောက်တယ်ပေါ့နော်အာလက်သမားဆိုတော့အဖင်းနာမည်နဲ့ကျွန်တော်တို့ဟိုအပါတာဖြစ်မလဲတော့မသိတော့ တပိတ်တာဝက်ဆွန်လဲဝက်တပိတ်တာလောက်ပေါ့နော်အဖဲနာမည်နဲ့ယူထားတယ်အဖဲရောက်ရင်ရှင်းမယ်ဆိုပြောရမယ်အဖဲပင်ရောက်တော့လဲအဲ့အတာကကုန်သွားတယ်ပေါ့နော်အိမ်မှာဘလူးဟ ோம் လဲရှင်းပြလိုက်ရတဲ့တကယ်ဟာတာပေါ့နော်ရှိပါတယ်ငယ်ငယ်တော့ဆိုရင်တော့မိုးဝေကျွေးတဲ့ချိန်တော့ပါတော့ပေါ့နော်အာကစားဝန္ဒနာပါတဲ့ချိန်ဆိုလို့ရှိရင်လည်းပေါင်းပြီးအာကစားဝတ်ဆုံတွေဝေပေးတဲ့ချိန်ဖဏတ်တွေဝေပေးတဲ့ချိန်ပေါ့ဒါအများကြီးရှိပါတယ်အများအပြောပြလို့မကုန်ပါဘူးอืม 啊，比如懵嘞，啊懵嘞，情绪的啦，是不？啊，比如我们比如呢，遇到包容，就诺，我们不保护咯，喏，啊，我们爹说不保护，知道不晓得？啊，比如吃的，你讲我罗，标配罗，标配嘛不喏，你吃的那摆罗，吃的吃的，所以啊，自家弄罗，我们懂保护，是不？第三，健康又比较，啊，比如饮食的罗，标准嘛嘞。 ့ဟိုပြောဖို့အဲ့လိုတဖွာဖွာပြောတတ်တဲ့အကျင့်လည်းမရှိဘူးဆိုတာလေနော်ဖဖေးရမ်းချပါလေအရမ်းချပါလေလို့မင်္ဂလာပါကျွန်တော်နာမည်ဆရာခိုင်ပြေးပါအာကျွန်တော်မှာတမီးတယောက်ရှိပါတယ်သူနာမည်ကတော့ဒိုရာညံအစ်ကင်လို့ခေါ်ပါတယ်ကျွန်တော်နာမည်လီယိုအာဗရာဟန်ဖြစ်ပါတယ်ကျွန်တော်မှာသားသမီးတမီးနှစ်ယောက်ရှိပါတယ်ခင်ဗျ ကျွန်တော်နာမည်ကပေါင်အင်ဂျင်ပါကျွန်တော်နာမည်အရင်ပေါ့နော်ကိုဂျင်နိုလို့လည်းခေါ်ပါတယ်ကိုရိုင်ဖခင်တယောက်နေရာမှာရောက်လာတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကိုတားသမီးတွေကိုခလေးတွေကိုမျက်နှာမငယ်အောင်ပေါ့နော်အကောင်ဆုံးဖြစ်အောင်ကျွန်တော်ကြိုးစားမယ်ဆိုတဲ့စိတ်ကအများအားဝင်လာတယ်ဗောနော်ကျွန်တော်ကိုယ်တိုင်အဖေဖြစ်လာတဲ့အချိန်မှာတနည်းအားဖြင့်ပြောရင်ကျွန်တော်ငငယ်လေးနဲ့အဖေဖြစ်တာလေဘလို့မှမပြည့်စုံနိုင်ဘူးဒါပေမဲ့တခုပဲကျွန်တော်တာဝန်ဆိုတဲ့အရာတစ်ခုနဲ့ အဲကျွန်တော်သမီးတွေကိုကျွန်တော်ပြုစုပေးတယ်ကျွန်တော်ဟိုရှာကျွေးတယ်ပေါ့နားလည်အောင်ပြောရင်ကျွန်တော်ရိုးရိုးလေးပဲကျွန်တော်သိတယ်ကျွန်တော်အများကြီးမသိဘူးခုချိန်ထိကျွန်တော်တို့အနေနဲ့တော့အာကလေးပြုစုစောင့်ရှောက်တဲ့ချိန်ပါခက်ခဲပြောမယ်ဆိုတော့ကလေးကလည်းတနစ်ကြော်လောက်ပဲရှိသေးဆိုတော့အာအသိကြုံတော့အများကြီးမရှိသေးဘူးတော်တော်များလဲခန္ဓာကိုယ်ပြင်ပန်းဒါတော့ရှိတယ်ပေါ့နော်တခါတစ်ချက်ပြင်ပန်းတဲ့ချိန်ရှိတယ်ဒါပေမဲ့ဟို ပိုပြီးတော့မှပြင်ပနေရတခုကတော့ဘာလဲဆိုရင်တို့ရဲ့အနာဂတ်အကြောင်းကြောင့်တွေးတဲ့အခါမှာအာကျွန်တော်ဖြစ်နေတဲ့နိုင်ငံရေးအခြေအနေကြောင့်တော်လကောင်းအခြေအနေမျိုးမျိုးကြောင့်စိုးရိမ်တဲ့စိတ်ကတော့အများအားကျွန်တော်တို့ကိုလွတ်မထားတတ်တယ်ဒါပေမဲ့ဒီအရာတွေဟာဆူတောင်းပြီးတော့မှယေရှုခရစ်တော်ဖျားသခင်ပြုတ်ပြတဲ့မှုကိုယုံကြည်ခြင်းအဖြစ်နဲ့ကျွန်တော်ညက်စင်တိုင်းကြော်ဖြတ်နေရပါတယ်အခုချိန်မှာပြင်လို့ရမယ်ဖခင်နဲ့ပတ်သက်ပြင်လို့ရမယ်အရာတစ်ခု play ဆိုလို့ရှိရင်တော့ကျွန်တော်အဖေးကို ကျွန်တော်စူးစားပြီးရှာထားတဲ့လစာနဲ့အဖေကိုစားတော့ကောင်းကောင်းလေးကြွေးခြင်းနဲ့ကျွန်တော်ဒီအချိန်မှာအဖေနဲ့ပြန်ပြီးတော့အကောင်းဆုံးຢာတွေပြန်လောက်ရမယ်ဆိုရင်ကျွန်တော်အဖေကိုကျွန်တော်နားလည်ပေးခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်အဖေဖြစ်လာတဲ့အချိန်မှာသူဘာကြောင့်အရက်တောက်တယ်ဆိုတော့ကျွန်တော်နားလည်လာတယ်။သူ့ရဲ့ခံစားချက်တွေကျွန်တော်ပို့ပြီးမြင်လာတယ်။ကျွန်တော်ကိုယ်တိုင်အဲ့ခံစားချက်ကိုယနေ့အချိန်မှာ နားလည်တဲ့အတွက်သူ့ကိုကျွန်တော်အဲ့အချိန်ကနားမလည်ခဲ့တဲ့အရာတွေအဖေကျွန်တော် ်နားလဲပါပြီလို့ဒါကြောင့်အဲ့ချင်ကိုသွားပြီးတော့အဖေအဖေအရက်တောက်ခဲ့တဲ့ဟာတွေကိုအရှိကပြောခဲ့တယ်လို့ပဲကျွန်တော်အမြင်လဲမကြည်တာလည်းမဖြစ်ချင်တော့ဘူးမုန်းတာလည်းကျွန်တော်မဖြစ်ချင်တော့ဘူးအဲ့ဒါကျွန်တော်ရဲ့ပြင်ကျင်တဲ့အရာဖြစ်တယ်ပေါ့အဖေတရားဖြစ်လာရတဲ့ခံစားချက်ကတော့အာအရင်တော့ကျွန်တော်တို့မျောလင့်ထားတာနဲ့တော့မတူပါတော့အများအားဥပမာဆိုရင်အာကျွန်တော်ဆိုရင်တမီးရှိပြီးနောက်ပိုင်းဟိုမနစ်တိုင်းဟိုမှာ လန်ဆန်ပြီးတော့မှခွန်အားရတယ်သူမြသူမျက်နှာကိုကြည့်အောင်လဲကျွန်တော်ခွန်အားရတယ်ကျွန်တော်တို့ single ဘွားတုံးကအာကျွန်တော်ဘယ်လိုခွန်အားယူလဲဆိုတော့အနာဂတ်မှာကျွန်တော်ဖြစ်ချင်တဲ့အရာရီမန်းချက်နဲ့ခွန်အားယူတော့ညာလဲဒါသမီးရှိလာတဲ့ခါမှာအချင်းနဲ့ခွန်အားယူနေတယ်ပေါ့အဲ့ဒါတော့ပြောင်းလဲတော့ရှိပါတယ်အဖေတယောက်နေနဲ့အခုကိုဂုံယူတဲ့အချိန်ကဖျားသခင်ဖန်ဆင်းပေးထားတဲ့ဒါဖြစ်တဲ့အတွက်ခုအသွေးသားနဲ့မွေးဖွားလာတဲ့ တာသမီးကျွန်တော်သမီးကကျွန်တော်ကိုဒယ်ဒီလို့ခေါ်တဲ့အချိန်မှာအယံကုန်ယူတယ်။အဲ့ဒါကဘာနဲ့မှလဲလို့မရတဲ့စကားဖြစ်တယ်။ဒယ်ဒီရေဒယ်ဒီရေဆိုတဲ့စကားကကျွန်တော်တို့ခွန်အားတစ်ခုဖြစ်စေတယ်။အခုချိန်မှာကျွန်တော်တို့လူငယ်လေးတွေပေါ်မှာပေါ့နော်ကျွန်တော်မာဂျင်တဲ့ဇာကားတော့မာဂျင်တဲ့ဇာကားပေါ့နော်ဆိုတော့ကိုဖခင်ရှိသေးတဲ့လူတွေအတွက်ပေါ့နော်ဖခင်အသက်ရှင်သေးတဲ့ဖခင် ရှိသေးတဲ့လူတွေလူငယ်တွေ ကိုဖခင်ကိုစိတ်ချမ်းသာအောင်အဖေနဲ့အတူတူစကားပြောပါတိုက်ပင်ပါအဖေကိုကောင်းကောင်းမွန်မွန်ပြုစုကြပါလို့ကျွန်တော်မှာခြင်းပါတယ်အလူငယ်တွေပေါ်မှာမာရှင်နာကတော့ပါလဲဆိုရင်တော့ကျွန်တော်ဘဝက တခါတလေကြန့်ကြံတော့လူငယ်ဘဝမှာပဲဖြစ်ဖြစ်ကိုမိဘတွေကအများအားအသက်ရှင်ကျမ်းမာမယ်လို့ကျွန်တော်ထင်သက်တယ်။အော်အသက်ရှင်တော်ညာလဲသူတို့ဖြားနာတဲ့ချိန်ရှိတယ်။အော်အချိန်ဆိုတာကဟို တခဏနဲ့ကျွန်တော်မျောလင့်ထားတာဒီအတိုင်းဖြစ်မလာတဲ့ရေမျောများစွာရှိတယ်ဒါကြောင့်မိဘတွေရှိတဲ့အချိန်တော်တွေမှာသူတို့ဖြင့်အဖေပဲဖြစ်ဖြစ်မိခင်ကြီးပဲဖြစ်ဖြစ်ရှိတဲ့တော်တွေမှာသူတို့ကိုယုံကြည်လေးစားပြီးတော့မှသူတို့ရဲ့စကားကိုနားထောင်ခြင်းကတော့အဓိကအရေးကြီးဆုံးပါပဲလို့မှတ်ချင်ပါတယ်ကျွန်တော်နည်းနည်းလေးပြောပြချင်တာကဘာလဲဆိုတော့စကားရှိတယ်လေမိကောင်းဖခင်တဲ့တခါလေးမှအမိမကောင်းရင်ကျွန်တော်အဖေကအလိုလိုနေမကောင်းတတ်တာဖြစ်တယ်အမိက ကျွန်တော်တို့အဖေရဲ့ကောင်းချောင်းတွေပြောပြီးတင့်နေကျွန်တော်တို့အဖေကဘလောက်ထိကောင်းတယ်ဘလောက်ထိကျွန်တော်တို့ပုံမှာဟိုထမ်းပူးနေတယ်ဘလောက်ထိမိသားစုမှတာဝန်ကြီးတယ်ဆိုတဲ့အရာကို အမေဖြစ်တဲ့သူကဒါသမီးတွေကိုပြောပြမှာအဲ့ဒါသမီးတွေကအဖေကိုပို့ပြီးချစ်တတ်မယ်လို့အကျွန်တော်ဖတ်ဖူးတဲ့စာလေးတွေကနေပြီးခွန်အားပေးချင်တာဖြစ်ပါတယ်အဖေကတော့အာချစ်တယ်ဆိုတဲ့စကားလုံးကတော့ပြောဖွင့်လဲ တစ်ခါနှစ်ခါလောက်ပဲပြောဖို့လိမ့်မယ်အဲ့ဒါတောင်မှမသေးချဘူးတတိယတဲ့လောက်ထိပဲပြောဖို့တော့သေချာပါတယ်ဒါကြောင့်ဒီနေ့သေချာတော့အောင်တော့ဒီဒီကနေအာအာကျွန်တော်အဖေကိုအရန်ချစ်တယ်လို့ပြောချင်ပါတယ်အမှန်တမ်းပြောမယ်ကျွန်တော်အဖေကိုချစ်တယ်လို့တခါမှပြောဘူးဒါပေမဲ့ကျွန်တော်ဒီကနေတက်တက်လေးကြည့်ပြီးကျွန်တော်အဖေကျွန်တော်ပြောချင်အဖေသားအဖေကိုအရန်ချစ်တယ် I love you daddy ကျွန်တော်အဖေအဖေအသက်ရှင်တဲ့အချိန်ငယ် ကာလာတို့မှာဗောနော်ကျွန်တော်တို့ကလည်းလူငယ်ဆိုတော့အဖေအပေါ်မှာကျွန်တော်ချစ်တယ်လို့တခါမှမပြောဘူးပါဘူးရှင်းရှင်းဒါအမှန်တိုက်ဝန်ခံတာပါအခုချိန်မှာတော့အဖေမရှိတော့ပြီမဲ့အဖေကိုအရန်ချစ်တယ်အရန်တတိယရတယ်သူဆူတောင်းပေးတဲ့ဟာတွေအရန်အခုအခုချိန်မှာကျွန်တော်အရန်တတိယရတယ်လို့အဖေကို I love you မိသားစုမှာဒီဘယ်သားသားပဲဖြစ်ဖြစ်တမီးပဲဖြစ်ဖြစ်နော်ဒါအချင်းတိုင်းမင်းဝယူမယ် တပြည့်လည်းချိန်တိုင်ရင်ရောက်ကြယူမယ်မြင်းမယူမယ်ဒါအရင်နဲ့အဲ့ဒီအဲ့ဒီကိုယူမယ်မြင်းမနဲ့ကိုမိမကိုကောင်းကောင်းလေးမစ်စ်ပြေဖို့အဲ့ဒါတော့တော်တိတ်မှရှင်တယ်ကောင်းကောင်းလေးမစ်စ်လို့ရှိရင်မဖြစ်တဲ့တာမဖြစ်ဖို့လို့အဲ့ဒါကလေးတွေမှရှင်တယ်နောက်ပြီးတော့ကိုမိမကျဲကိုဖယ်ရကျေးဇူးကိုတော့နည်းနည်းအထင်မသေးမိဘူးအဲ့ဒါလေအဲ့ဒါလေးကောင်းကောင်းလေးမှရှင်တယ်ခံတော့တဲ့တုံးကအဲ คงไว้ข้างดอกพตาเอไม้ละหมาตูไปนะทุบฟางปิเซมเซมินะยุงโชคงขัดเซมเซมิน เอ็นูปีเจนะเอ็กเซนคงปานไอมันนี่นะขังโนเจนเอ็กเซนอาตอนตรงนุ่งเปียจอดเลี้ยงกัลุงกุมามาตัวเป็นองค์วายคากผ่าผ่านหัวมิงตัวเล้งาอักิสมมนอนโลเอทุปีลัว ตัวเวกที่สมัยมันไม้ละมา เออตััวนนนุุงง哎，做阿农农行长做领了，把这呢讲人，你大概那农把多少那领了，哎，家底很不错啊，哎，突破五นั零นนุ门งปาตอียออน้้าเเเเว่กตขมปต้ออเทุปางเป็งย่มันดีต้หิงลาฮิเลเบลอันนี้เรากปาทุกเย็นเย็นแต่ทุปีอทุปีมามานาตู้นนะดงอากรรมมาตั้มเพียกิสังแต่เป็นกปาหิงลาฮิเล ลุงดำกูน้ำเปลือกแมงปาเตะเป็นทุพิมะมาฮีเต้าปาน ทุพังเปียกสักตายโนูปาเต็งจนอตีโลเชนที่จนอเอแต่เชนเชียพยาพยาเนี่ยเพจเจ้าเลยป่าวาเลยตีพยาจนอบัวตะพูลงตัวเลยอาศัยไปตะพูเพลยอาตัวเลยเพลยยันชิบายลูกจอาเชมาเลยอาบาร์เดบันเดบิโอเชนอกคาเงี้ยน้องก็ အရန်ဆိုးမိခဲ့တယ်ပေါ့လေအဘကလည်းကလန်ကလန်ကစံလောက်တာတွေရောပဲအဖားကြိုက်လားမကြိုက်လားမသိဘူးအရန်အလုံးမိခဲ့တာတွေရှိတယ်အဲ့ဒါအတွက်အများကြီးတောင်းပန်ပါတယ်လို့အဘကတော့အရန်မပြောဖို့ပဲအရန်ချစ်တယ်အခုချိန်ထိမော်ဒမတွေအကုန်လုံးကိုဟိုလိုချင်တာတွေအကုန်လုံးကိုလောက်ခွင့်ပေးတယ်ဖြစ်တင်တာထက်ဖြစ်ချင်တာတော့မအမြဲတမ်းဦးစားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပပါကျမ်းပါပါစေ Happy Father's Day. Bye bye. 欢迎来到节目，我是周日的节目，祝大家回来吧！